ဒီကတော့ယူရီးယားအစားအသောက်နဲ့အတဝယ်စားတာပဲကျွန်တော်ကြောင်းတယ်ဒီမှာတော့ကုတီယိုကအဲ့လိုပေါ့အဲပြောမစင်ဒီမှာစားဖို့တဲ့သူကအဲပြည်တယ်ဟိုထိုင်းမှာပါစားဖို့တဲ့သူသူစင်အာဒါထိုင်းမှာရှိတဲ့အရသာပဲဆိုပြီးအဲ့လိုပဲနော်လူတွေများသောပြခေါ်တာတဝယ်မိုးလက်သုတ်မိုးလက်သုတ်ခေါ်တယ်ဒါကတော့တဝယ်လို့ကြတော့အာမိုးလက်သောက်လို့ခေါ်တယ်သူက ဒါကျတော့ငါငါပေါ့နော်ငါကတော့ကိုကိုလိုသလိုထည့်လိုက်ရတာပေါ့နော်ဒါတော့ကျွန်တော်လောဆယ်တော့ဒါတော့ငချင်းဟိုကျွန်တော်တို့ဘက်မှာကျတော့အဲငရွှေတို့အဲနောက်တစ်ခုကငမဲလုံးတို့ပါတော့အဲ့လိုပလာတူးတို့ပါတော့သူကအပင်လင်ငိုင်းနေတုံးကြများတယ်သုံးတာတော့လေဒါတော့ကျွန်တော်စပလင်နော်စပလင်တော့တဝယ်လိုဆိုပြေသုံးပန်းပေါ့ကျွန်တော်တဝယ်မှာကျတော့ပြေသုံးပန်းแล้วดาราตัวแท้เลยงาปิ้วอีแท้ป่ะแท้ดาไปดิจตตนี่ป่ะเนาะจตตนเลซิเซ่ไปแล้วสเปลลิ้นๆเนี่ยอะปออีแล้วป่ะพี่หลูดิเนี่ยเหมือนต้องยกขอนะตะแหวมุเล่ตุ้มมุเล่ตุ้มขอได้ ဒါနတော့ဝယ်လို့ကျတော့အာမိုလက်တောက်လို့ခေါ်တယ်သူကအပြောဆိုလက်ဆက်တဲ့ရောက်တောက်တာပေါ့အဲဒါအမှန်တော့အမှန်ကျတော့မိုလက်တော့လို့ရေးလိုက်တဲ့အခါကျတော့အပုတ်ဖြစ်သွားတာလူတွေကအဲ့လိုအဲ့ဒါကျတော့ကျွန်တော်လွဲကြတာပေါ့နော်အဲ့ဒါလေးဖြည်းဖြည်းချင်းရရှိတာပေါ့ကျွန်တော်တို့ငါးပြားရည်တော့ထက်လို့မရရခိုင်မိုးဒီလိုပါလို့အဲ့လိုပဲရောက်သွားမှာသူကစားတဲ့အခါကျမှငါပြည့်ရကိုကိုထက်လို့ရတယ်ကျွန်တော်တပွဲစားတယ်တပွဲစားပဲကျွန်တော်အဲ့လိုအစားပြားထက်သွားတယ်ဒါပေမဲ့ဒီမှာကျတော့ခြုံမပါလားဆိုတော့ခြုံမလုံးဝမသုံးတာဟုတ်ကျွန်တော်စီမှာရှိတာကဒီစကြာနဲ့အတီးရပဲ quick တွေအနှစ်ပဲ ဒီနှစ်ခုပဲတောင်းတယ်ဘာမှမပါတော့ဘူးဆိုတော့ဒါကျွန်းတော့ကြော်ဒါအဖြူကြော်ပေါ့တော့ယူရီးယားကြော်လို့ခေါ်တယ်ဒါတကြလေးပေါ့ဒါဒါကွတီကိုအနှစ်ပေါ့နော်ဒါအဲကွတီကိုကြော်စားများတယ်ဗျာသူကအဲတပွဲဆိုနှစ်ရက်လောက်စားလို့ရတယ်သူကအခုယူရီးယားမှာကျွန်တော်ဒီကွတီကိုကြော်ဒီဒီရန်ကုန်မှာကျတော့ကွတီကိုကြော်စိတ်မသိကြဘူးဒါတော့ကုတီယိုရေတကန်ဒါတော့အရွက်တွေပါပြုတ်တာပေါ့အရွက်တို့ပါမုတ်ဖက်တွေပါပြုတ်တဲ့တယ်အဲကရိုးရဲမှာသုံးတာဒီဟိုပါပဲသုံးတယ်သုံးကပဲသုံးတယ်ဒါကုတီယိုပင်လေး သူကဒီလိုမျိုးပြုတ်ပြီးတော့မှကျွန်တော်တို့ကြော်လိုက်တဲ့ခါကျတော့ဒီကွီဒီယိုထောင်းမှာရှိတဲ့ပြောမစင်တော့ချွဲချွဲချွဲဖြစ်နေတဲ့အရာတွေကဒီတော့ကြံခဲ့တယ်ကြော်တဲ့ခါကျတော့အဲ့ဒီဟာတွေမရှိတော့စားလို့ကောင်းပါတော့ဘူးအချို့ကျတော့ဒီအပိုင်လိုက်ကိုကြော်တယ်ဒါပေမဲ့ပြပြခက်ခဲဖြစ်နေတာပေါ့ဒါဆိုကျွန်တော်ပိုင်ပေါ်နဲ့ကစုံရမထရသေးဘူးစားကြတယ်ဒီမှာကုတီကိုကြော်ကြတော့သူစမ်းစမ်းဖြစ်တော့လေသူတို့စားကြတယ် အဲဒီမှာကကျွန်တော်မှကျတော့အကျော်တာကတော့ကုဒီယိုကျော်နဲ့ဘေးကကြီးကြီးပေါ့အဲနှစ်ခုကျော်တယ်ဒါပေမဲ့အဲ့တော့ကုဒီယိုကျော်ပူစားများတယ်လို့ခံစားရတာပေါ့နော်ဆိုတော့ဘေးကကြီးကြီးကတပင်းမှာလည်းဝစားလို့ရတာပေါ့ဒါပေမဲ့ကုဒီယိုကျော်ကျတော့တို့တပင်းနေမှာမရှိဘူးပေါ့နော်ဒီမှာလာလာစားကြတယ်ဒါရပြီဒါဆိုဒါခုနကျွန်တော်ထိုက်ထားတဲ့အာလာအရာတွေပေါ့ ကျွန်တော်ကြော်တဲ့ကကြတော့နည်းနည်းလေးလေးကြော်လို့မကောင်းဘူးဆိုတော့နည်းနည်းလေးကြော်သူတို့လည်းစားအဆင်မပြေတော့အဲဒါကိုကျွန်တော်ကနည်းနည်းပွဲများများလေးကြော်ပေးလိုက်တယ်ကစုံရွက်ဒါကစုံရွက်ပါမယ်ဒီကပက်ပင်ပေါက်ပါဒီကတော့သူကပါဆိုအဲဒီအဖက်တဲ့ကိုဒီကစုံရွက်ပက်ပါများနေရမှာဟိုဒီအဖက်ကများသွားရင်ကျွန်တော်တို့ကပါဆိုဟိုပါပါလုံးထွေးနေမလုံးထွေးသွားလိမ့်ပြောစရင်ယူရီးယားဟိုပါဖထိုက်ကြော်တို့ပါလည်းဆင်းတယ်သူကသူကြော်လေးရဒါဆိုကျွန်တော်ဘာမှချက်ချုံမလဲမထက်ဘူးဘာမှမထက်ဘူး သူသူရတာနဲ့သူပဲကျွန်တော်သွားလိုက်တယ်ဒါတော့ဒါဒါအသားလုံးပေါ့အသားလုံးကကျွန်တော်ပြုတ်ထားပြီးသားဆိုတော့သူကရတယ်ဒါကွတ်တီယိုကျော်ကျွန်တော်ယူတယ်ဒီဆက်မှာအစားအများဆုံးပေါ့ကွတ်တီယိုကျော်ဒါပေမဲ့ तू ကလည်းဟိုလည်းနည်းနည်းကွတ်တီယိုအရေတို့အတုတ်ကြီးကြတော့မြန်တယ်ဗျဟိုလုတ်ပေးရတာပေါ့နော်ဒါနည်းနည်းကြာတော့ကျွန်တော်ကပွဲကိုနည်းနည်းလေးမလုတ်ပေးတော့ဘူးတော့ဆိုရင်ကျွန်တော်အများကြီးစားလို့ရတယ်တယောက်တည်းနောက်ပြီးမှ तू ကမြေပဲကျတဲ့သူဆိုရင်ဒီပေါ်မှာမြေပဲလေးကိုကျွန်တော်က ဲ့လိုလေးလုပ်ပေးလိုက်တာပေါ့ဒါမြေပဲတမားတွေအတွက်ကျွန်တော်တို့မှာကျတော့အဲမိုးလက်တုပ်တို့ပါလေကျတော့အဲဒီဒီမိုးဖွင့်နေပဲကောင်းတယ်ဒီဒီညက်ဖက်နဲ့ကျတော့သိစားလို့မကောင်းဟုတ်ပါလေဒါနဲ့ပဲလိုက်တယ်သူကကြော်ချက်တဲ့သူကအကြော်ပေါ့ပဲမမပါတယ်သူကနာနာနာမင်းပါမယ်သူညှက်ထားတဲ့ငရုတီစိမ့်လေးဒါတော့မိုးလက်တုပ်ရဲ့ပင်ဟင်းလေးထည့်လိုက်ရင်ကျွန်တော်ပြီးသွားပြီဟိုးသူအဲ့လို့ ဒါကတော့မိုးလက်တော့ကအဲ့လိုလောကပွက်ပြီးတော့မှတော့ပူပူလေးသားတော့တော့ပူကောင်းတယ်တော်ဝယ်မှာကျတော့လေကျွန်တော်အဲ့ဒီပဲကြော်မှာကျတော့တော်ဝယ်မှာကျတော့ချိုးရင်ပဲတော်ဝယ်မှာပဲကြော်မှာစားဘူးကျတော့စက်ကလေးကြော်လေးတွေကအဲတော့ကျွန်တော်ဆိုတော့မုတ်ခွေလို့ခေါ်တာပေါ့အဲ့ဒီမုတ်ခွေလေးတွေကဆက်သက်ရှိတယ်ဒီမိုးလက်သုံးနဲ့စားရတာတော့မုတ်ခွေနဲ့ကျွန်တော်စားရတော့တားပြုတ်သွားတယ်အဲ့တော့ထက်လိုက်ရင်ဘုံမှမပြုတ်ဘူးတဝဲရလာလို့ဟိုတဝဲတဝဲလက်ရလေးကိုစားပြီးတော့မီးစမ်းခြင်းရယ်ဆိုရင်လည်းဒီစားရေးလာပြီးတော့စားမီးတွေကပေါ့နော် ။အဲတော့ဒဝဲသားရယ်ဆိုရင်လည်းကျွန်တော်ဒီဇိုင်းလေးကိုလာပြီးတော့အဲဒဝဲအရသာလေးကိုတော်စုံနယ်ဒီတကူတကသွားစရာမလိုပဲနဲ့ဒီမှာအရသာလေးစုံစုံလေးနဲ့ကျွန်တော်ချက်ထားပေးပါတယ်ပေါ့နော်။ရန်ကုန်ရန်ကုန်သားအကလုံးပေါ့နော်။လူပြုတ်ပါသားမကြီးအလောက်အလောက်ပေါ့နော်။ကျွန်တော်အနေနဲ့နေပြီးတော့ကျွန်တော်ဖိခေါ်လိုက်အောင်နော်။အဲလာစကေပါလာစကေပါဆိုကျွန်တော်ခေါ်ရှင်းရမှာခင်ဗျာ။အချောင်းတော့ကျွန်တော်တော့ပုံမှန်တော့မရှိဘူးเนาะဟိုအဆက်အဆက်ဟိုအဲ့ဒါတော့ရှော့လာပါရဲ့တော့အဆောင်းသူ့မမမူတီးပြီးတော့အဆက်မထက်တာတွေပါရှိတယ် ဒီမှာအထောင်းဆိုလဲလိုပဲဟိုဒီမှာဆိုရင်သင်္ဘောသေးတို့ပါတော့ပေါ့နော်ကိုမရှိတယ်ဘယ်နှမျိုးတော့ရောပေးပါဆိုရင်ရောပေးတယ်ဒီလေးကအစုံပေါ့နော်ဒီကတော့ပါဆိုယူရီးယားဟိုငပိနေဒီယူရီးယားထညက်နဲ့ကိုပေါင်းဆက်ထားတာပေါ့ပြောစရင်ဟိုပါချိုးမိုးနေမပါဘူးချိုးစရင်ပြောမှာနော်အဲထညက်နဲ့လို့ထညက်နဲ့မတူဒါယူရီးယားစစ်စစ်ကြတော့ဒီကောင်ကကြတော့ဟိုထညက်မဟုတ်ဘူးထုတ်ပတ်လို့ပါသူကပုံစံထညက်နဲ့ဆိုရင်ကြောရတာကွဲသွားတယ်ယူရီးယားပဲမကြောက်တော့ဘူးသူကအဲ့လိုပြောင်းမှုတော့လည်းအဲ့လိုကျွန်တော်အချက်လိုက်လေးဖြစ်နေရတယ် ူကကြည်သွားမှာဆိုဖဖွားလေးပေါ့နော်ဒါဟိုတူလေးနဲ့တေချာစားတဲ့ခါကျတော့ကြည်ကြည်နဲ့ကျတော့ဇွန်နဲ့စားအောင်ပါဒါဆိုကျွန်တော်တို့နှစ်ယောက်လောက်ကတော့စားလို့ရအထောင်းလို့ဆိုရင်ဘယ်လိုပေါ့ဟာစားကြတာဒါတော့လည်းနဲ့ပေါ့အဲချို့ကြတော့ဟို ဟိုပြော့မာလာတွေဆိုရင်မကြိုက်ဘူးအချို့ရပြော့တာမကြိုက်ဘူးဆိုရင်သူတို့ကြိုက်တဲ့ပုံစံမူတည်ပြီးတော့ကျွန်တော်ကဟိုအဖက်ကိုပြုတ်ပေးတာပေါ့နော်အဲဒီကတော့ယူရီယာအစားဆုံးနဲ့အတဝယ်စားတာပဲကျွန်တော်ရောင်းတယ်ဒါပေမဲ့ဟိုပေါ့နော်အထမင်းကြီးနေလဲတွဲပြီးတော့ရောင်းပေးတာပေါ့ညမာထမင်းကြီးနေအဲလက်ဖက်တော့တို့ပါတော့အဲအဲ့လိုညမာစားလဲတွဲပြီးတော့ရောင်းပေးတယ် ကျွန်တော်ပေါ်ဦးယူဆိုလဲကျွန်တော်တူဝဲနေပြီးတော့ကျွန်တော်ကမှားတာပေါ့နော်အဲတခါကျတော့တင်ငင်ရွက်တွေပါတယ်ကျွန်တော်ကြော်ပေးတာပါရှိတယ်ဒါတော့အမြန်တော့မရဘူးပေါ့နော်တင်ငင်ရွက်ကြော်သူပါဆိုရင်တင်ငင်ရွက်ဟိုဆင်ပြေတဲ့ခါကျကျွန်တော်ကကြက်ဦးလေးနဲ့ကြော်ပေးတာပါဆိုရင်အချို့တဝဲတွေဆိုရင်ဒါတင်ငင်ရွက်ကြော်လေးစားခြင်းနဲ့ကြော်ပေးပါဆိုရှိတော့ကျွန်တော်ကြော်ပေးလိုက်တယ်အရင်တစ်ပွဲဟုတ်ကဲ့ဒါကွေးတီရောတော့ အတော့မှာတော့ချူကျတော့အရွယ်မြများထက်ခိုင်းလာရှိတယ်ဖတ်မြများပေါ့အဲ့လိုကိုလိုတဲ့ပုံစံမှာတော့မူတည်ပြီးတော့ကျွန်တော်ထက်တယ်ဒီမှာတော့ကုတီယိုကအဲ့လိုပေါ့အဲပြောမစင်ဒီမှာစားဖို့တဲ့သူကအဲတိတယ်ဟိုထိုင်းမှာပါစားဖို့တဲ့သူတူစီအာဒါထိုင်းမှာရှိတဲ့အရသာပဲဆိုပြီးအဲ့လိုပဲနော်ဆိုင်ပွင့်ရင်းနေရမှာမနဲ့ဆိုရင်ကျွန်တော်ခေါ်နိုင်ရှင်းနိုင်ဆိုရင်ဆိုင်ရတော့ရပြီညနေကျတော့လည်းအဲ့လိုပေါ့6နိုင်လောက်ဆိုရင်ကျွန်တော်စသိပြီဆိုင်ရတော့အဲ့အချိန်မှာတော့အဲ့အချိန်လောက်လိုင်းတော့ပါဆယ်တော့ရသေးတယ်